KV ဒီပိတ်အစီအစဉ်ကိုကြည့်ရှုနေရတာဖြစ်ပါတယ်ဒီနေ့ဆွေးနွေးနေတဲ့ခေါင်းစဉ်ကတော့အလုတ်သမားခွင့်ရလားအလုတ်ကင်ခွင့်လန်းလားဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဒီမှာဒီမှာအထူးဧည့်သည်အနေနဲ့ခေါ်ထားတာရှိပါတယ်ကိုရဲနိုင်ဝင်နည်းနည်းလောက်ဆွေးနွေးပေးပါအဓိကဖြစ်နေတဲ့ပြဿနာတွေကဘာကြောင့်ဖြစ်နေရတာလဲအဓိကအလုတ်ရှင်အလုတ်သမားဖြစ်ရခြင်းနဲ့ပင်မပြဿနာကိုခြုံမိရလားဆိုလို့ရှိရင်အဓိကကတော့အစိုးရတွေရဲ့မူဝါဒတွေပြည်ပြင်းမရှိတာအလုတ်ရှင်နဲ့အလုတ်သမားပြိပခါတွေရောင်းနေကြဆင်းစီတွေအတွက်ဖြန့်ပြေးရန်တရားအားကောင်းရမယ်ဆိုတာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့အကုန်လုံးလုပ်မှုတွေဖြစ်နိုင်တဲ့စက်မှုလက်မှုလုပ်ငန်းတွေမှာကျွမ်းကျင်ဝင်တဲ့လုပ်သားတွေနဲ့မကျွမ်းကျင်တဲ့လုပ်သားတွေဝင်ရောက်လုပ်ကလာနိုင်အောင်ဖန်တီးပေးရမယ်။နောက်အလုပ်လက်မဲ့အာမခံစနစ်တွေကျွန်တော်တို့ထားရှိပေးရမယ်။လူမှုကူလုံရေးစနစ်တွေအားကောင်းရမယ်ဆိုပြီးဒါက1948ခုနှစ်လုံသမားတပိတ်ကြီးပေါ်ပေါက်တဲ့အချိန်မှာဘူဂျောင်းအောင်ဆန်းဦးဆောင်ရေးဆွဲခဲ့တဲ့ဒါဆိုရန်တိုဗီလာကွန်ဖရင့်ကြီးရဲ့လုံသမားကြီးရဲ့မူဝါဒတွေဒါတွေကဒီနေ့ထိအကျိုးဝင်တယ်လို့ကျွန်တော်ပြောချင်တယ်။ဒီအထည်ချုပ်လုပ်ငန်းတွေစတင်တဲ့အချိန်ရစားပြီးဒီနေ့ထိအစိုးရတွေမှားနေတဲ့အချက်ကပါလဲဆိုလို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာရေးကိုသူဥတည်ပြီးတော့ကြိုးပမ်းတယ်။အဲ့ဒါနဲ့အမြန်ဆုံးနေရဖို့ကြိုးစားတယ်။ဒါပဲကြိုးစားနေတာ။အဲ့ဒါနဲ့တပင်းကြီးဝင်ရောက်လာမဲ့တိမ့်နဲ့ချီတဲ့အလုံသမားတွေရဲ့အခန့်ကဏ္ဍတော့ဒီနေ့အစိုးရလည်းမစင်စားဘူး။အရင်အစိုးရကြီးလည်းမစင်စားခဲ့။အခွင့်ရေးလားအလုံသမားတွေရဲ့အခွင့်ရေးလားဒါဘက်ကဒီဖွံ့ဖြိုးတိုးတက်ရေးလားဆိုရမှဒါဆက်ဆက်နေတယ်။အလုံသမားတွေရဲ့အခွင့်ရေးလို့ပြောလို့ရှိရင်တရှိတဲ့အလုံသမားဥပဒေတွေကတကယ်ကိုမှန်မှန်တရတာမှန်မှန်ကန်ကန်နဲ့တကယ်အကျိုးတရားမှုရှိရမယ်။တော်တော်ဆရာပြောခဲ့တဲ့အငင်းပွားမှုဥပဒေဆရာမလည်းပြောခဲ့တယ်။ ဟဲ့လားတူးချင်းအငင်းပွားမှုကြတော့အရက်ဖက်တရားယုံသွားဟဲ့လားတမကနဲ့ပတ်သက်တဲ့အငင်းပွားမှုကြတော့ခုံသမားကြီးကောင်စီကရှင်းအဲ့တော့ကျွန်တော်ဒီမှာတိကျကျွန်တော်ပြောပါမယ်မြန်မာနိုင်ငံမှာအလုသမားရန်နေဖွဲ့ထားတဲ့အလုသမားတမကအပေါင်းက940ကျော်ပဲရှိတယ်ဒါဖျက်ခံတဲ့တမကကြီးမပါသေးဘူးအဲ့ဒီ940ကျော်ရဲ့ရှိတဲ့အင်အားက9000ကျော်ပဲရှိတယ်လုံးလုံးနဲ့လူက22တန်းရှိတယ်အဲ့တော့အလုသမားပြည်သနာကိုအလုသမားဥပဒေရဲ့ရှင်းနေဆိုပါ22တန်းတော့အကျိုးမဝင်ဘူး9000ပဲအကျိုးဝင်မယ်ဆိုဒါကအလုသမားရဲ့မှန်ကန်တဲ့ဥပဒေမဟုတ်ဘူးအခွင့်အရေးမဟုတ်တော့ဘူး တော့ကိုရဲနိုင်ဝင်းကတော့ပြောသွားတယ်ကျမဥပဒေပိုင်းမှာဘလို့အားနေချက်တွေရှိလဲနည်းနည်းလေးတော့ပြောပေးပါလားခုနလွတ်လပ်စွာတင်ပြဖွဲ့စည်းခွင့်ကိုအဲစက်ရုံထဲမှာရှိတဲ့တမကအဖြိုးကိုတခုခုပေါ့အလုပ်လို့ရှိရင်လုပ်ငန်းရှင်ကိုဘာလို့ရမယ်ညာတော့ပါတယ်ဒါပေမဲ့ကျမတို့တည်တလားအခုဥပဒေထွက်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီတမကတွေကတော့အများကြီးဖြိုခိုင်းရတယ်တမကတွေကိုဖြုတ်လိုက်လို့လုပ်ငန်းရှင်ဘယ်နှစ်ယောက်ကိုမှအစိုးရဘက်ကတရားမစွဲဘူးအဖြစ်ကိုလုံးဝကျူးလွန်ထားတဲ့လုပ်ငန်းရှင်ကိုကြတော့ ထိတာတို့တာမတွေ့ဘူး။ကျွန်တော်တို့ထိဖို့တွေ့ဖို့ပြောပြန်ခဲ့အခါကြလို့ရှိရင်လည်းဘာလဲဆိုတော့ယင်းနှုတ်နိုင်မှုမလာအောင်ကျွန်တော်တို့ကပိတ်ဆို့နေတရောင်ရောင်ဆိုတော့ကျွန်တော်တို့ကပဲတိုင်းပြည်ရဲ့ဟိုဖြစ်သမိုင်းလုံးလုံးကြီးကိုဖြစ်သွားရတယ်ပေါ့နော်။ဟုတ်ကဲ့။အဲ့တော့ကျွန်တော်ပြိဿကိုနည်းနည်းပြန်ပြီးတော့ဖွင့်ပေးလိုက်ပါမယ်။မေခွန်းမေးချင်တဲ့သူရှိရင်မေးပါ။ဟိုတော့ကကြတော့ဝန်ထမ်းတယောက်ကျွန်တော်တို့ကနစ်နာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအလုသမားဝင်ကြီးဌာနကိုကျွန်တော်ကတိုင်ရတယ်အလုသမားဝင်ကြီးဌာနကနေပြီးတော့ဝါနိစပြိပခဆိုတာကျွန်တော်တို့ရှိတယ် အလုသမားရေးရာကိုကျွန်တော်ဖြည့်ရှင်းပြတာအဲ့တော့အလုသမားနဲ့ဒီပေါ့ဟိုကဂျားထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တကယ်သားစာတာပြတော့မျှတတယ်ပေါ့နော်ဟိုအဲ့ဒါလေးတွေကိုလည်းဒီဘက်ခေတ်ဒီချိန်မှာကျွန်တော်တို့ကတော့ဟိုပြန်ဖြစ်စေချင်တာပေါ့နော်အဲတော်တော်ဝန်ဒီစာပြိပခါရောဒီနေ့အထိအလုလုနေသေးလားဆိုတော့ကျွန်တော်သိချင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ကျန်ဆရာဘာသူ့အမေရအရင်တော့မှန်ပါတယ်ဝန်ဒီစာပြိပခါနော်ဖြည့်ရှင်းတဲ့မက ானி ဇမ်ပေါ့နော်ရှိတယ်အဲ့ဒါကိုလက်ရှိဒီဥပဒေအရကုနာတော်ကမြို့နယ်မှာညီနိုင်ဖြန့်ပြေးတို့နော်ခွန်သမားတွေတို့ နောက်တခါဒီခွန်ကောင်းစီလို့ဆိုတာအရင်တော့ဝန်နေစာပฏิပက္ခဥပဒေကိုဖြတ်သိမ်းပြီးတော့မှအစားထိုးလာတဲ့ကိစ္စပဲဖြစ်ပါတယ်လို့ပြောလိုပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အဲ့ဒါဆိုလို့ချင်းဇယောက်နည်းနည်းလောက်ထပ်ပြီးတော့မေးချင်တာပေါ့နော်အခုလိုမမျိုးလဲပြောသွားတယ်ကိုရဲနိုင်ဝင်လဲပြောသွားတယ်ဒီလိုရှက်လက်တွေပေါ့နော်ဒါတွေဇယောက်တို့ရှိမှရှိတယ်ဆိုလို့ရှိရင်ဒီအလုံသမားဝင်ဌာနကိုပဲဖြစ်ဖြစ်အစိုးရဘိုင်းကိုပဲဖြစ်ဖြစ်ဇယောက်တို့လက်ရှိရှိနေတဲ့အနေအထားလေးတွေကိုတင်ပြပေးလို့မရဘူးလားဇယောက်အာတင်ပြပေးပါတယ်ကျွန်တော်တို့ဒီခွန်ကောင်းစီအနေနဲ့ကကျွန်တော်တို့ကတလောက်တစ်ချိန် ပုံမှန်အစည်းအဝေးကျင်းပပါတယ်။ဟုတ်ကဲ့။အဲဒီမှာကျွန်တော်တို့ကဒီပြင်ဆင်တဲ့နဲ့အချက်တွေတင်ပြတဲ့နဲ့အချက်တွေပါတွေကျွန်တော်တို့အားလုံးခေါင်းညင်းဆိုင်ပြီးတော့မှကျွန်တော်တို့ဆွေးနွေးပြီးတော့တင်ပြပါတယ်။ဥပဒေတစ်ခုလုံးကိုပြုပြင်မယ်ဆိုလို့ရှိရင်လိုအပ်တဲ့လိုအပ်တဲ့အချက်အချက်အခန်းချင်းအခန်းချင်းကိုကျွန်တော်တို့ပြင်ဆင်ပါတယ်။တချို့ကကျွန်တော်တို့ကလည်းနည်းနည်းဖြည့်ပြီးတော့ပြောချင်တာကတော့အခုကျွန်တော်တို့ကအခု2010ရေကောက်ပွဲဒီဘက်ပိုင်းမှာအပြောင်းလဲတစ်ခုကိုပြောင်းလိုက်တာကိုပြောင်းတဲ့အခါကျတော့အခုလက်ရှိနိုင်ငံတော်ရဲ့အခြေအနေနဲ့လျော်ညီတဲ့ ခုနတော့ကဒီဥပရိဟာမျိုးပေါ့ပြည်ပြင်ပြီးတော့မှလုံနေတဲ့အခါမှာပြီးပြေဆုံးနဲ့ဒီအခြေအနေတစ်ခုကိုရောက်ဖို့ဆိုတာတော့ကြိုးစားအောင်ပါပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့မြန်မာနိုင်ငံမှာဥပဒေတွေအစဉ်သဖြင့်အများတန်းပြင်ခဲ့ကြတယ်ဥပဒေပြင်ရင်တော့မိုးလင်းတော့မလားမသိဘူးဘယ်လိုမြင်လဲမသိဘူးဥပဒေကတော့ဟုတ်ဟိုပြင်တာကိုလည်းကျွန်တော်တို့ထောက်ခံတယ်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့ခစ်စနစ်တွေကပြောင်းတာ哦เนาะဥမာအားဖြင့်ဟဲ့လား ဟိုဒန်ကြီးလို့ပါလို့ဆိုတော့ရည်စရာပေါ့နော်ဟိုတုန်းကငွေကြေးရဲ့တန်ဖိုးနဲ့ကျွန်တော်ဒီခေတ်ငွေကြေးတန်ဖိုးပြောင်းသွားတဲ့ခါမှာအဲ့ဒီလိုဥတွေမျိုးတွေကျွန်တော်မပြင်တဲ့အခါမျိုးတွေရှိတယ်လို့တချို့ဥတွေကကနေ့ချိန်နေခင်မိနေတာလည်းရှိတယ်ဒါဆိုတော့ကျွန်တော်ဒီတိုင်းသုံးပါပေါ့သို့တော်လေပြင်တဲ့ဥပဒေဟာပြင်တဲ့လောက်တော့တီမလိုက်နာမှာအထိပဲရှိမယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ကျမလေးပြိတ္တထဲရဲ့ဘက်ကပဲတရားတော်လောက်ပြောပေးပါလားအခုအလုတ်သမားကိုကိုစားပြီးကွာအခုပေးနေတဲ့4800နဲ့ရက်တီလို့ရလားဘလို့လဲအဲ့ဒါလေးကိုတရားကိုပြောပေးရင်ကောင်းမှတ်တယ် ဒီအလုပ်ရှင်တွေကမှဆရာပြောသလိုတော်တော်အဆင်ပြေတဲ့အလုပ်ရှင်တွေနဲ့ဒါကျွန်တော်တို့ကအတူတကွစစ်ဆေးရမယ်ဆိုလို့ရှိရင်ဒီအလုပ်သမားတွေနဲ့ဒီအလုပ်ရှင်တွေနဲ့ပြဿနာတက်ဆရာအကြောင်းမရှိဘူးယနေ့ကျွန်တော်တို့ခေါင်းကောင်းစီမှာဖြစ်နေတဲ့ပြဿနာတွေပါလေအလုပ်ထုတ်ပလိုက်တယ်ဆိုလို့ရှိရင်ဒါသူ့ပြန်ခန့်ပါစေဘူးပြောပြောလိုက်တယ်ဓာငွေ70သိန်းရိုက်တယ်ဆိုလို့ရှိရင်ဒါပွဲသိမ့်သွားတာပဲဆိုပြီးတော့ရေဓာငွေ70သိန်းအရိုက်ခံလိုက်တယ် ဲ့တော့ခုလောလောဆယ်ဆယ်နေထားရပါအလုံသမားတော်တော်များများတမက်ကတွေဖြစ်နေတဲ့အတွက်တမက်ကဆိုရွေးရွယ်ပဲဖြုတ်နေတဲ့ပုံစံမျိုးလိုတက်ရောက်နေပါလေဆရာရဲ့အဲ့ဒါကြောင့်မလို့ဆရာလာကျွန်တော်တို့ခုံကောင်းစီမှာရှိမယ်ဆိုရင်ကျွန်တော်တို့အဆင်ပြေမယ်လို့ယူဆပါတယ်အဲ့တော့မတ်တီအဖျော်ရေးဒီညမှာဖြစ်ပြောဆရာရှိလား င်ငံတန်းတော့ကျမတို့စီမှာနိုင်ငံမှာကဒီတမွေဝန်းပြင်းចောင်းပညာကိုအရန်တံမိုးထားတာနည်းနေတယ်ပြီးတော့ဒီအောင်မြင်မှုမှာဆိုလို့ရှိရင်ကျမတို့ဒီသင်တန်းမှာဘာလုပ်ပြီးလဲဆိုတော့ဤပညာနဲ့ပတ်သက်တဲ့သင်တန်းကိုလည်းပေးတယ်ပြီးလို့ဆိုလို့ရှိရင်ခုနကတော့အသိပညာဗဟုသုတနဲ့ပတ်သက်တဲ့သင်တန်းကိုလည်းကျမတို့ကပေးတယ်အဲ့အသိပညာဗဟုသုတသင်တန်းထဲမှာဘာတွေပါလဲဆိုလို့ရှိလို့ရှိရင်သူတို့ရတဲ့ရတဲ့အခွင့်အရေးတွေဒီအလုပ်သမားဥပဒေတွေလည်းပါတယ်နောက်တစ်ခုကကြတော့ အမြဲတမ်းကျမတို့ကပြောလိုက်လို့ရှိရင်ဒီအလုပ်သမားအခွင့်အရေးအခွင့်အရေးလို့ပဲပြောတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ခါကျအလုပ်သမားတွေဘက်ကနေပြီးတော့ခါကျတော့လေလူသားကောင်းတစ်ယောက်ဖြစ်အောင်လို့ပေါ့နော်ဒီလုပ်ငန်းရှင်အပေါ်မှာဘာတွေဘယ်လိုမျိုးလုပ်ပေးရမလဲဆိုတဲ့ဟာမျိုးတွေသိဖို့လိုအပ်တယ်ပြီးတော့ခါကျလို့ရှိရင်ခုနကျမတို့တွေ့နေတာဆိုလို့ရှိရင်ခုနအာတကယ်ဟိုဒါလက်တွေ့ပါဒီအထက်ကျုပ်ဆက်ယုံနေတဲ့မှာဒီဆန်းနှပြတဲ့လူတွေကို သွားပြီးတော့မေးလိုက်တဲ့အခါမှာတခါတလေကြာလို့ရှိရင်တငယ်ချင်းကခေါ်လို့လိုက်သွားတယ်။သူတို့ကဘာအတွက်ကြောင့်ဆန္ဒပြနေမှန်းတောင်မသိဘူး။ဒါတွေကတကယ်တမ်းကျတော့ဘယ်ကနေလာတာလဲဆိုလို့ရှိရင်တကယ်အသိပညာဗဟုသုတဦးတိတိကျကျမရတဲ့စီကနေပြီးတော့လာတယ်လို့ကျမတို့ကယူဆတယ်။ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။မမျိုးနည်းနည်းလောက်မေးချင်တယ်စစောင်းကပြောတယ်ဆန္ဒပြရဲ strike လုပ်တဲ့အလုပ်သမားတွေတဲ့တဲမှာစစောင်းကဘာမှမသိဘူးသူများခေါ်လို့လိုက်သွားတယ်ဆိုတဲ့လူတွေလည်းပါတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။တကယ်ပဲအဲ့လိုမျိုးအနေထားရှိလား။ အခွင့်အရေးတောင်းဆိုရပေါ့နော်အခွင့်အရေးတောင်းဆိုရဆိုတာကိုသိရလူကတောင်းဆိုတာမသိရလူကမတောင်းဆိုဘူးပေါ့ဆိုကြပါစို့အခုတော်တော်များများရှိနေတာကစိတ်ုံနဲ့မှာအလုတ်ချိန်၈နာရီ၈နာရီကျော်လို့ရှိ overtime ကြီးပေးရမယ်တိုးတော်လေဘာလောက်လာလဲဆိုတော့ ကျမကဒီနေ့တနေ့အဖို့ကျမကချုပ်ဖို့တောင်းဝင်ကအထက်တစ်ထောင်ရှိရဆိုပါတော့အဲ့တစ်ထက်တစ်ထောင်ကိုကျမမပေးဘူးဆိုလို့ရှင်ကျမညဆိုင်တာကြီးဒီဆင်းရတယ်ဆိုလို့ရှင်ဒါအိုဗာတိုင်းကြီးမပေးဘူးသူကဘာလို့ဆိုကျမချုပ်ရမယ့်တောင်းဝင်မကြေလို့ဆက်ချုပ်တာဒါပေမဲ့ကျမတို့အလုံသမားဥပဒေဘက်ကကြည့်ရဆိုလို့ရှင်တော့သူကြေခြင်းမကြေခြင်းက၈နိုင်မှာပဲကျမတို့တိုင်းတာလိုက်တာ ဒီလောက်တမားဟာ၈နာရီတည်းကြော်တဲ့ကြောင့်မလို့ကြံတဲ့ချိန်အိုဗာတိုင်းပေးရမယ်။သို့တော့ union လည်းမရှိနေဘူးပြင်ပမှာဘ ഹു တုဒရှိလို့ပဲဖြစ်စေအဲပြီးလို့ရှိရင်ဒါစဖတ်မှုတစ်ခုခုပေါ့နော်တိလာခဲ့တဲ့လူကစပြောလာပြီပြောလာပြီဆိုတော့ तू ကသူ့စိတ်အရမှာ organize လုပ်မှာငါတို့ကကြံတဲ့အချိန်တွေကိုဒီတိုင်းလုပ်ပေးနေရဖြစ်ကြောင်းလို့ဒါဟာ over time ကြီးပေးကိုပေးရမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတာကနေ तू ပြောရင်းနဲ့ပါလာမယ်အဲ့တော့အဲ့ဒါမှာအခုမှ၃လမပြည့်လို့ဝင်လာတဲ့လူလည်းဖြစ်ကောင်းဖြစ်မယ်အခုနှစ်ကဥပဒေကိုမသိတဲ့လူလည်းဖြစ်ကောင်းဖြစ်မယ်ဖြစ်တော့ဥဆောင်နေတဲ့လူကဒီလိုမျိုးငါတို့ကတော့ဥပဒေကိုအရာမရလို့လောက်တာ ာလို့ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်လိုက်လာတဲ့လူကတော့အဲ့ဒါကိုသူသိကျင်မှတင်တယ်တိုးတော်လေဒီဆက်ရုံတရုံလုံးမှာရှိတဲ့အလုံသမားရဲ့ right အရာတောင်းဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့သွေးစင်ညင်ညွတ်မှုရာဒါလူဟိုအလုံသမားတွေကထွက်ကြတာပေါ့နော်တောင်းကြတာဒါပဲမြင်တယ်ကျမကနောက်ပြီးလဲလဲတဆက်တည်းပြောချင်တာပေါ့နော်ဒီကောင်းဆင်နဲ့လည်းညီသွားအောင်ပေါ့နော်အလုံသမားတွေက skin full မဖြစ်လို့အလုံးထုတ်ခံရတာအင်မတန်ရှားပါတယ်သူရတဲ့ဥပဒေအပါအခွင့်အရေးကိုချိုးဖောက်ခံရလို့ဒါနဲ့အလုံးထုတ်ခံရတာပဲရှိပါတယ် ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်အဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့တတိယပိုင်းမှာဆက်ပြီးတော့ဆွေးနွေးပါမယ်ရှင်အခုဒါဒီကိုမလာနိုင်တဲ့ပုံကိုနှုတ်ကိုသွားပြီးတော့မေးမြန်းထားတာရှိပါတယ်အဲ့ဒါလေးကိုနားထောင်ကြည့်ပါတဖက်ကြီးကိုတဖက်ဆောင်နေအလုတ်ကင်အတွက်ပဲအလုတ်သမားတွေရဲ့ခွင့်ရေးကိုနော်ဦးစားမပေးဘူးလို့အဲ့လိုလည်းမလုပ်တင်ဘူးထင်တယ်။ဘာကြောင့်လဲဆိုတော့အလုတ်သမားရဲ့အခွင့်အရေးကိုလည်းဦးစားပေးရမယ်။နော်ကြည့်ရမယ်။ဘာလို့အလုတ်သမားရဲ့အခွင့်အရေးကိုကြည့်မှအလုတ်သမားတွေရဲ့စွမ်းဆောင်ရည်ရပါဖြစ်မှာလဲ။ တက်လာမှာသူတို့စွမ်းဆောင်ရမရှိသေးတဲ့အချိန်မှာတစ်ဖက်ကလည်းဆွတ်တောင်းမယ်ဆိုလို့ရှိရင်တော့ဘာဖြစ်သွားမလဲအလုတ်ကင်ခွင်လန်းကိုအဟန်တာဒါရှိသလိုဖြစ်သွားမယ်အဲ့တော့နောက်တစ်ခုကလည်းပါလဲဆိုအလုတ်ကလည်းနောက်တစ်ခုတော့ပြဿနာရှိရပါအလုတ်ကလည်းလုံမပို့ပြီးတော့ကျွမ်းကျင်မှုပို့ရအဲ့အခွင့်အရေးကိုမရဘူး labor market ထဲကိုနော်အလုတ်သမားဈေးကွက်ထဲကိုဝင်ခွင့်ကိုမရဘူးကိုကတိတ်ကိုဘက်ကဒီခွင့်အရေးတွေများနေရယ်ဆိုရင်ဘာဖြစ်သွားမလဲဘယ်တော့မှဆရာတို့နိုင်ငံအလုတ်သမားတွေကကျွမ်းကျင်တဲ့အလုတ်သမားတွေ ဘယ်တော့မှရှိမှာမဟုတ်ဘူးဒါကြောင့်နော်အစပိုင်းမှာပေါ့နော်ဒါကြောင့်ဆရာတို့မဟာဗျူဟာ strategic ဖြစ်ဖို့လိုတယ်နော်နည်းနည်းရေရှည်ဦး long term ရေရှည်စဉ်းစားဖို့လည်းဆရာတို့လိုတယ်အဲ့တော့ငါတို့အစပိုင်းမှာငါတို့နည်းနည်း short ပေးလိုက်မလားပြီးတော့မှတဖြည်းဖြည်းပါလို့မလဲတဖြည်းဖြည်းကိုယ့်အရေးချင်းကိုပြပြီးတော့ပါလို့မလဲတဖြည်းဖြည်းနဲ့ပို့ပြီးတော့တောင်းဆိုမလားဆိုတဲ့ဟာကိုဆရာတို့မျှမျှပြီးကြည့်ရမယ်ထက်အခုကုန်စည်နှုန်းနဲ့4800ဆိုတာကတော့တကယ်တမ်းတွက်ကြည့်ရင်တော့လက်တွေ့မကြဘူး ဒါပေမဲ့တပိုင်းကပြန်ကြည့်ပြန်တော့လေခုနကျွန်တော်ပြောသလိုလုပ်ငန်းရှင်တွေကသူတို့ရဲ့ကုန်ထုတ်ဆောင်အကောင်းကောင်းမရှိဘူးနောက်ပြီးတော့ကျွန်တော်တို့တိုင်းပြည်မှာကမလို့အဖဲနဲ့ကုန်ကြနေတဲ့ဇယိတ်တွေလူမမြင်ရဘဲနဲ့ကုန်ကြနေတဲ့ဇယိတ်တွေရှိတယ်ဆုံးရှုံးမှုတွေပေါ့နော်အဲ့တော့ဆုံးရှုံးမှုတွေကိုကာမိအောင်လို့အလုပ်ရှင်တွေဘက်ကဒါတွေကိုတွက်ချက်ပြီးလုပ်ရတဲ့အခါကျတော့သူတို့အတွက်ကြံခဲ့ကြံမဲ့အမြတ်ဆုံးနေလာတယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်။ဘာလို့ကို့ထုတ်ကုန်ကိုတေချာယူနေမဲ့သူကရှိအောင်မှာ နော်ဒီကုန်ထုတ်ဆွမ်းအကောင်းမှဝင်ငွေကောင်းမယ်ဝင်ငွေကောင်းမှသူကဒါကိုတိုးပေးနိုင်မယ်အဲ့တော့ကုန်ထုတ်ဆွမ်းအားကြောင့်ဖြစ်တဲ့ပြဿနာလို့ကျွန်တော်တို့မြင်တယ်